အကိုကြီးကျွန်တော်က300တပတ်လေပဲနိုင်နေလုပ်ငန်းသုံးကားရရပေါ့နော်ဘယ်လိုမျိုးကားလေးတွေဝယ်လို့ရမလဲဆိုပြီးတော့ကျွန်တော်စီမှာအကြံဉာဏ်လာတောင်းတဲ့မိတ်ဆွေလေးတွေဒီအပိုင်းတွေမှာများတယ်ဖုန်းဆက်တဲ့မိတ်ဆွေလေးများတဲ့ခါကျတော့ကျွန်တော်အားလုံးသိပါအောင်ဆိုပြီးတော့ video နဲ့ကျွန်တော်တခါလေးဖြည့်ပြလိုက်တယ်နော်ကျွန်တော်လည်းအခုဒါမန္တလေးရောက်နေတာမန္တလေးရောက်နေတာဆိုတဲ့ခါကျတော့အလုပ်လေးနည်းနည်းအားလို့ပေါ့နော်ဒါကျွန်တော်မိတ်ဆွေလေးမေးတဲ့မိကုန်လေးတွေကိုကျွန်တော်လိုက်ဖြည့်ပြနေတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ပြီကျွန်တော်က300တပတ်လေးပဲတောင်းနေတယ်လုပ်ငန်းသုံးကားတွေက picket အမျိုးအစားလိုချင်တာဆိုလို့ရှိရင်တော့အမှန်တမ်းပြော တာရွေးချယ်စရာအများကြီးမရှိဘူးပေါ့နော်ဘယ်လိုကားမျိုးကိုယူလိုက်ရမလဲဆိုလို့ရှိရင်တော့ Suzuki Carry အာမိုင်းနဲ့အမျိုးအစားကိုကျွန်တော်တို့ရွေးလို့ရပါတယ်ဒီကောင်လေးတွေက300 220 230တပတ်လိမ့်မှာဆိုလို့ရှိရင်တော့ BDN CDN အနေနဲ့ကကောင်းကောင်းလေးတွေတကယ်ကိုဝယ်လို့ရပါတယ်စုကြီးအာမိုင်းနဲ့ကိုကျွန်တော်ဘာလို့ညှို့ပြရလဲဆိုတော့ဒီကောင်လေးကပေါ့နော်လက်ရှိမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လူအရန်တုံးတယ်လူအရန်ကြိုက်တယ်ဒါပေမဲ့တခုရပြီးသား brand လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို့အနေနဲ့အရန်အဆင်ပြေတယ်နောက်တစ်ခုကပေါ့နော်ကျွန်တော်တို့ဒါဈေးလည်းတက်တာတယ် တခုခုဖြစ်လို့ပြန်ပြင်ဆင်မယ်ဆိုလို့ရှိရင်လည်းပြင်စစ်တကယ်ကိုတက်တာတယ်ဘယ် workshop ထိုးလိုက်ထိုးလိုက် workshop နိုင်တဲ့အကားမျိုးစားဘယ် body on ထိုးလိုက်ထိုးလိုက် body on နေလည်းအကုန်နိုင်တဲ့အကားမျိုးစားဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်ပြင်စစ်တကယ်ကိုတက်တာတဲ့အကားမျိုးစားတွေပြီးတော့အပေါ်ပစ္စည်းလည်းအရန်ပေါ်တယ် အရေးကြီးဆုံးအချက်ကတော့ပါလဲဆိုတော့ကျွန်တော်တို့ပြန်ရောင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းစာလုံးဝအဖတ်မခံရပဲပေါ့နော်တကယ်လွတ်လွတ်ကူကူနဲ့ပေါ့နော်ချွင်းချက်မရှိပြန်ရောင်းလို့ရတဲ့ကားအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်အနေနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်တော့ရွေးချယ်လို့ရတဲ့ကားထဲမှာပါပါတယ် Suzuki R-Line နဲ့ဖြစ်ပါတယ်တခြားကားတွေလည်းရှိလိမ့်မယ်ပေါ့နော်တိတ်နေရတဲ့ဘက်လိုမှာဆိုလို့ရှိရင်ဒီတခြား line တွေပေါ့နော်ဒီတရုတ်တို့အိန္ဒိယတို့မှာဆိုတတာတို့ကကားတို့တခြားတခြားသောတော့ဒီ brand တွေအများကြီးရှိနေမယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ Japan line ဖြစ်တဲ့ Suzuki R-Line နဲ့ကားလေးကိုရွေးမယ်ဆိုလို့ရှိရင်ရွေးလို့ရ တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒါ recommend ပြတာပေါ့ဗျာနောက်ဆုံးအခါကျတော့ဒါနေရတပတ်လေးပဲသုံးကျင်တဲ့မိတ်ဆွေတွေအနေနဲ့ပေါ့နော်အဲ့လိုကားလေးတွေရွေးလို့ရပါတယ်ဒါပေမဲ့တစ်ခုသတိပေးချင်တာရှိတယ်ဘာလဲဆိုတော့ကိုက ပတ်စံအများကြီးမနိုင်လို့ပေါ့နော်ဘီတန်းစီတန်းအောက်ကားလေးတွေကိုသွားပြီးဝယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကာတော့ဝယ်မယ်ဆိုလို့ရှိရင်ကိုကိုရန်ကနားလေတယ်ဆိုရင်တော့အဆင်ပြေတယ်ကိုကိုရန်ကနားမလဲဆိုရင်တော့တည်တည်ချာချာနားလေတယ်လူတွေကိုခေါ်ပြီးတော့ဝယ်ပါဒီကောင်လေးဒီမှာဆိုလို့ရှိရင်အဆွေးလေးတွေပါလေးပါတဲ့တယ်ပေါ့နော်အဲ့ဒါလေးတခြားကြည့်ပြီးတော့ဝယ်စီချင်ပါတယ်ဒီကောင်လေးကတကယ်ကိုသုံးလို့ကောင်းတယ်အင်ဂျင်ဘာတော့ထရန်စီဖြစ်တဲ့အတွက်ကြောင့်မို့လို့ညိုနေတော့မယ်ဆိုလို့အဆင်ပြေတယ်မြို့ပြင်ဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ကရန်ကုန်ကနေပသိမ်ရန်ကုန်ကနေဘကူးပေါ့နော်အဲ့လိုမျိုးလေးတွေသုံးမယ်ဆိုလို့ရှိရင်တကယ်ကိုသုံးလို့ကောင်းတဲ့ကားလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ညွှန်းပေးတာပဲ ဖြစ်ပါတယ်เนาะဒါဟိုကျွန်တော်ကိုဒါဖုန်းဆက်မိကြတဲ့မိတ်ဆွေတွေလည်းဒါတစုံတစ်ခုရိုက်တော့မယ်လို့ကျွန်တော်ပြောလင်ပါတယ်ကျွန်တော်ကတော့ကိုချက်မဖြစ်ပါရယ်ခင်ဗျာเนาะဒီအပိုင်းနဲ့မှာကျွန်တော်မန်လီရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့เนาะမန်လီမှာကျွန်တော်15ရက်6လ2025အထိကျွန်တော်ရှိမှာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့တည်ကျင်းလာလေးဒီเนาะအကူညီတောင်းကျင်လာလေးရှိရယ်ဆိုလို့ရှင်အားမနာနဲ့ဖုန်းဆက်ပြီးတော့အကူညီတောင်းလေးရပါတယ်ခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုချက်မဖြစ်ပါရယ်ခင်ဗျာတခုခုတည်ကျင်းလာလေးရှိရယ်ဆိုလို့ရှင်လည်းကျွန်တော်ကွန်မန်အောင်လေးမှာမန်ကိုလေးရပါတယ်မန်လီမှာကျွန်တော်နားနေတော့ကူညီပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဘောတော့တာပါ